င်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်တကသူတို့လိုအပ်နေတဲ့နိုင်ငံခြားငွေမရလို့ဆိုပြီးပြည်ပကနေဟွန်ဒီနဲ့ငွေလွှဲနေကြတဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့အေဂျင်စီတွေကိုအရေးယူဖို့ညွှန်ကြားထားပြန်နေဆိုပါလေအချက်ဖတ်စစ်တကထိုင်းမှာနေဆက်မြောက်ရီမြို့နယ်မှာရှိတဲ့တောင်ရင်မြစ်ကန်တရှောက်ကသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ KNLPC gate တွေကို သူတို့ဖြည့်ဆင်းနေပါတယ်ဆိုတဲ့ပုံစံတွေလုတ်ပြနေတာတွေကိုသတင်းထုတ်ပြန်ထားပေးမယ်။လက်တွေ့မှာတော့အဲ့ဒီ gate တွေဟာဆက်လက်လက်ပတ်နေစေဖြစ်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အချမ်းဖတ်စစ်တပ်ကသူတို့လိုအပ်နေတဲ့နိုင်ငံသားငွေမရလို့ဆိုပြီးပြည်ပကနေဟွန်ဒီနဲ့ငွေလွှဲနေကြတဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့အေဂျင်စီတွေကိုအရေးယူဖို့ညွှန်ကြားထားပြန်တယ်လို့ ပြပအလောက်ကအေဂျင်စီအတိုင်းဝိုင်းကရန်ကုန်ခေတ်ကိုပြောပါတယ်။အဲ့ဒီမှာပြပရောက်မြန်မာအလုပ်သမားတွေကိုလည်းသူတို့ရတဲ့လုခလာစာနိုင်ငံခြားငွေတွေကိုပြည်တွင်းနဲ့ပြန်လွှဲတဲ့အချိန်တရားမဝင်တဲ့ဟွန်ဒီငွေလွှဲတီနဲ့သာလွှဲနေကြတဲ့အတွက်ဆိုပြီးအဲ့ဒီလိုလွှဲနေတဲ့မြန်မာနိုင်ငံသားတွေကိုပါနိုင်ငံကူးလက်မှတ်တတန်းတိုးမပေးဘူးဆိုတာတွေနဲ့ပြပထွက်ခွင့်ပိတ်မယ်ဆိုတာမျိုးတွေအပါအဝင်အရေးယူမှုတွေလုပ်မယ်ဆိုပြီးတော့ပါစစ်တပ်ကချင်းချောက်ထားတယ်ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီး အဂျမ်ပါစစ်တပ်ကကော်မတီအဖွဲ့ဝင်73ဦးနဲ့ပြီးခဲ့တဲ့ဩဂုတ်လ23ရက်နေ့ကတည်းကဖွဲ့စည်းပြီးတော့ကိုသူတို့စစ်တပ်ကလိုအပ်နေတဲ့နိုင်ငံသားငွေရရှိရေးအတွက်ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့လုခတ်လာစားနိုင်ငံသားငွေအပါဝင်ပြည်တွင်းကိုနိုင်ငံသားငွေပုံမှုဝင်ရောက်အောင် ကြီးကြပ်ဆောင်ရွက်ဖို့စစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းမှာကိုဖော်ပြထားပါတယ်အဲ့ဒီကော်မတီရဲ့အလုတ်ကတော့ပြည်ပမှာရှိတဲ့မြန်မာအလုပ်သမားတွေအပါဝင်တခြားပြည်ပရောက်မြန်မာနိုင်ငံသားတွေအကုန်လုံးမြန်မာနိုင်ငံကိုလုခတ်လာစားအပါဝင်နိုင်ငံသားငွေပြန်လွှဲတဲ့အခါ တရားမဝင်ငွေလွှဲလမ်းကြောင်းဟွန်ဒီတွေကိုအသုံးမပြုဘဲသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့တရားဝင်ဘန်လမ်းကြောင်းတွေကနေပဲလွှဲလာအောင်လှုပ်ဆောင်ဖို့အဲ့ဒီအတွက်ပြည်ပနိုင်ငံတွေကမြန်မာတန်ယုံတွေကိုပါစစ်တပ်နဲ့ပူးပေါင်းဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်အဲ့ဒီလိုပြည်ပရောက်မြန်မာအလို့တမလို့စီကနေပြည်တွင်းကိုလောက်ခလာစာပြန်လွှဲဖို့ကိစ္စကိုလည်းမြန်မာနိုင်ငံကနေပြည်ပကိုအလုတ်ကိုင်းနဲ့စေလွတ်ပေးလိုက်တဲ့ agency တွေကိုစစ်တပ်ကတခါတည်း PR ပေးထားပြီးအဲ့ဒီ agency တွေကနေတဆင့် သူတို့ဆေလွတ်လိုက်တဲ့မြမအလုသမားတွေရဲ့လစာအနည်းဆုံး25ရာခိုင်နှုန်းကိုပြည်တွင်းကစစ်တပ်ထိန်းချုပ်ထားတဲ့ဗန်တွေကနေတဆင့်ပြန်လွှဲပေးဖို့တာဝန်ခံပေးရတယ်လို့သိရပါတယ်။အဲဒီလိုစစ်တပ်ကခိုင်းတဲ့အတိုင်းတာဝန်မခံနိုင်တဲ့ပြည်ပအလုကန် agency တွေအနေနဲ့လုပ်ငန်း license ပိတ်သိမ်းခံရဓာတ်တွေအေးအေးယူခံရဓာတ်တွေရှိနေပြီး agency တွေဘက်ကလည်း ြည်ပရောက်မြမလူသမားတွေကိုလဆာရဲ့25ရာခိုင်နှုန်းပြည်တွင်းပြန်လွှဲပေးပါဆိုပြီးပြောဖို့လဲတော်တော်ကိုခတ်တဲ့အတွက် license ပိတ်သိမ်းခံရတဲ့ agency တွေတော်တော်များများရှိလာတယ်လို့ရန်ကုန်အခြေစိုက်ပြည်ပအလုတ်ကိုင် agency လုပ်ငန်းရှင်တို့ကပြောထားပါတယ်တစ်ဖက်မှာလဲအကျဉ်ဖက်စစ်တကသူတို့လိုအပ်နေတဲ့နိုင်ငံသားငွေမရလို့ဆိုပြီးပြည်ပကနေဟွန်ဒီနဲ့ငွေလွှဲနေကြတဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို နိုင်ငံကလက်မှတ်တတန်းတိုးမပေးဘူးဆိုတာတွေနဲ့ပြပထွက်ခွင့်ပိတ်မယ်ဆိုတာမျိုးတွေအပါအဝင်အရေးယူမှုတွေလုပ်မယ်ဆိုပြီးတော့ပါစစ်တပ်ကချင်းချောက်ထားတဲ့ညှို့ချမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့အချင်းဖက်စစ်တပ်ကတိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်မှာရှိတဲ့တောင်ရင်မြစ်ကန်တလျှောက်ကသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ KNL PC gate တွေကိုသူတို့ဖျက်ဆီးနေပါတယ်ဆိုတဲ့ပုံစံလုတ်ပြနေတာတွေကိုတည်င်းထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာတော့အဲ့ဒီ gate တွေဟာဆက်လက်လက်ပတ်နေစေဖြစ်တယ်လို့ကရင်စီရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။တစ်ဖက်မှာတော့အချက်ဖက်စစ်တပ်ဟာအဲ့ဒီကင်ပီနယ်မြောက်လူမျိုးတွေမှာရှိတဲ့တောင်ရင်မြစ်ကမ်းတစ်လျှောက်မှာတရားမွေ gate တွေရှိတဲ့အကြောင်းအဲ့ဒီ gate တွေကငွေကြေးတွေကောက်ခံပြီးတရားမွေကုန်ပစ္စည်းတွေကိုတင်သွင်းတိုးလောင်နေတဲ့အကြောင်းအဲ့ဒါကြောင့်သူတို့စစ်တပ်ကအဲ့ဒီ gate တွေနဲ့ godown တွေကိုဖျက်ဆီးခဲ့တယ်ဆိုပြီးခက်အတီတီနဲ့သတင်းထုတ်ပြန်ထားပါတယ်။တကယ်တမ်းကတော့ စစ်တပ်ကထုတ်ပြန်ထားတဲ့အဲ့ဒီတောင်ရင်မြေကတလျှောက်က gateway ဆိုတာဟာသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ KNL PC gateway ဖြစ်ပြီးအခုလိုစစ်တပ်ကဝင်ရောက်စစ်ဆေးတာတွေဖျက်ဆီးပြနေတာတွေဟာလေသူတို့အချင်းချင်းလက်ဝါးချင်းရိုက်ပြီးတော့ဟန်ပြတွေလုပ်နေတာဖြစ်တယ်လို့ကရင်စစ်ရေးတရင်အရေးမြင့်ကပြောထားပြီးတစ်ဖက်မှာအဲ့ဒီ gateway ဟာပုံမှန်လက်ပတ်နေစေပဲဖြစ်တယ်လို့ပြောထားပါတယ်အကြံဖက်စစ်တပ်ကတော့အဲ့ဒီတောင်ရင်မြေကမ်းမှာရှိတဲ့ gateway ကုံသွဲရေး gateway နဲ့ဂိုဒေါင်တွေကိုရှင်းနေတယ်ဆိုပြီးခတ်တီတီနဲ့ထုတ်ပြန်ထားတာတွေဟာတကယ်က ကိုယ်တော်အသေးလောက်ကိုအဖြတ်ပြပြီးသူတို့ရှင်းလင်းနေပါတယ်ဆိုတဲ့ပုံစံတွေလုတ်ပြနေတာဖြစ်တယ်လို့တကယ်တမ်းကတော့အဲ့ဒီနေရာတွေဟာသူတို့စစ်တပ်လက်အောက်က BGN နဲ့ KNL PC ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တဲ့အတွက်သူတို့ဘာသာနှစ်ဖက်ညှိပြီးရုပ်ရှင်ရိုက်ပြနေတာတွေဟာဘေးလူအမြင်မှာတော့ဟာတာကြီးကိုဖြစ်နေတယ်လို့ကရင်စစ်ရေးတရင်ရှင်မြစ်ကပြောထားပါသေးတယ်။ဒါပြင်လက်ရှိအဲ့ဒီ data ကသူတို့စစ်တပ်လက်အောက်က BGN နဲ့ DKBA တပ်တွေဦးစီးနေတဲ့ရွှေကုတ်ကုန်းမြို့တဲ့အပအဝင် ကြဖြန့်ငွေလင်းလုပ်ငန်းတွေရှိရာနေရာအသစ်တွေအတွက်လောင်စာဆီးတွေအပြင်အင်တာနက်အသုံးပြုလို့ရအောင်မိုင်းတဲအင်တာနက်လိုင်းတွေကိုပါသူတို့စစ်တပ်ကပဲထောက်ပံ့ပေးနေတာဖြစ်တယ်လို့ကရင်စည်ရေးတရင်အရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကမော်စီစာကျေးရွာမိန်လမ်းမှလမ်းဆောင်မှာ ဂျပန်စစ်တပ်စစ်ကြောင်းကို KIA ပူပေါင်းတပ်တွေကဂျပ်ပြတ်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကတိုက်ခိုက်သိမ်းဆုံးမှုတွေရှိသွားပြန်တဲ့အပြင်သူတို့စစ်သားမပါအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုပြည်သူတွေရဲ့ကားတွေချောဆွဲပြီးတည်သွားကြတယ်လို့ဒေတာတွင်းသတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်7:00နာရီကျော်လောက်မှာပဲဖာကန်မြို့နယ်ကမော်စီစာကြေးရွာမိန်လန်းမှာလမ်းဆောင်မှာအချက်ဖတ်စစ်တပ်စစ်ကြောင်းကို KIA ပူပေါင်းတပ်တွေကဂျပ်ပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိသွားပြီးရေအတွက်ကိုအဝေးကနေကြည်နေရတဲ့အတွက်အတိအကျမသိရပေမဲ့အဲ့ဒီမှာပေကုံကြတဲ့သူတို့စစ်သားမပါအလောင်းနေတဲ့ဒဏ်ရာရတဲ့သူတွေကိုပြည်သူတွေရဲ့ကားတွေချောဆွဲပြီးအသေးအတန်တဲသွားကြတယ်လို့ဒေတာတွင်သတင်းရှင်းမြစ်ကပြောထားပါလိမ့်လက်ရှိဖားကန့်မြို့နယ်မှာတော့အချက်ဖတ်စစ်တပ်ကစစ်ကြောင်းထိုးတာတွေရှိသလိုတော်လိုင်းတပ်တွေဘက်ကလည်းအခုလိုကြားပြတ်တိုက်ခိုက်မှုတွေရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့ကတော့စစ်ရေးအသိနဲ့သတိထားသွားလာကြဖို့ကိုလည်းဒေတာတွင်သတင်းရှင်းမြစ်ကပြောထားပါသေးတယ် အခုရက်ပိုင်းအတွင်းမှာတဲ့ဖားကန်မြို့နယ်နဲ့လုံခင်းမော်စီစာဘက်တွေမှာပါအချက်ဖက်စစ်တပ်ကအသွာလာတွေတအားလုံနေပြီးတက်နေရအရွှေ့အပြောင်းတွေနဲ့စစ်သားတွေတောက်လျှောက်ချေရှုပ်နေတယ်လို့ဒေါ်လာရေးတက်တွေကလည်းအခုလိုကြဖြတ်တိုက်ခိုက်တာတွေလုံနေတဲ့အတွက်နှစ်ဖက်စစ်ရေးကတော့တင်းမာမှုတွေရှိနေကြတယ်လို့လည်းဒေတာတွင်းသတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကမတရားစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေကပြည်သူတွေကိုစစ်ရေးအခြေအနေသတိရှိဖို့မန္တလေး PDF ကတတိပေးချက်ထုတ်ပြန်လိုက်ပါတယ် ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲမရယာမြို့နယ်တက်ကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့စေရောကြီးရေလောင်တမန်နဲ့နေမီကန်တပ်ဌာနချုပ်ပဝင်းကျင်တွေကိုအချက်ဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာပြီးပြန်လည်သိမ်းပိုက်မှုတွေလည်းလှုပ်လာသလိုနှစ်ဖက်တိုက်ပွဲတွေလည်းအပြင်းထန်ဖြစ်ပွားနေရဆိုပါတယ်အဲဒီလိုအချက်ဖက်စစ်တပ်ဟာလက်ရှိတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့မရယာမြို့နယ်တက်ကနေရာတွေအပါအဝင်တစ်ဖက်ကစင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်ဘက်တွေကိုပါအပြင်းထန်ထိုးစစ်ဆင်လာတဲ့အတွက် မန္တလေး PDF အပါဝင်ဒေသခံတော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေတယ်လို့မန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဓိကကတော့အချက်ဖတ်စစ်တပ်ကသူတို့လုပ်မဲ့အတူယောင်ရွေးကောက်ပွဲကိုဒေါ်လာရင်းတပ်တွေထိန်းချုပ်ထားတဲ့မတရားစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေမှာပါလာလုချင်နေတဲ့အတွက်အဲ့ဒီမြို့နယ်တွေကိုသူတို့ရဲ့ရွေးကောက်ပွဲအတူကြီးမတိုင်မီပြန်လဲရရှိရတဲ့အတွက်ကြိုးပမ်းနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လက်ရှိမှာလည်းအဲ့ဒီမတရားစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွင်မှာတိုက်ပွဲတွေဆက်တိုက်ကိုပြင်းထန်လာနေတဲ့အတွက် အဲ့ဒီမြို့နယ်တွင်မှာရှိတဲ့ပြည်သူတွေအနေနဲ့တိုက်ပွဲအတွင်းကြုံတွေ့လာနိုင်တဲ့အခြေအနေတွေကိုကြိုတင်ပြင်ဆင်ထားကြဖို့နဲ့စစ်ရေးအခြေအနေတွေကိုတတိရှိဖို့မန္တလေး PDF ကတတိပေးချက်ထုတ်ပြန်ထားပြီးလက်ရှိမန္တလေး PDF နဲ့တော်လိုင်းရေးတပ်တွေကလည်းအကြဖတ်စစ်တပ်ရဲ့ထိုးစစ်ကိုအပြင်းအထန်ခုခံကာကွယ်နေပါတယ်လို့ပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ ညရီမြို့နယ်နဲ့စလင်းကြီးမြို့နယ်တွေမှာအချက်ဖက်စစ်တပ်စစ်ကြောင်းတွေကနေစစ်သား2ဦးနဲ့ရဲတအုပ်ဟာအသီးသီးထွက်ပြေးလာကြပြီးဒေါ်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာကြတယ်လို့တဆိုင်ရာဒေါ်လန်ရေးတပ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်။စကိုင်းတိုင်းကစလင်းကြီးမြို့နယ်မှာဆိုရင်နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဝမေးချီရွာဒေမတဆွဲထားတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းတွေကနေရဲတပ်သားတအုပ်ဟာ PDF တပ်ဖွဲ့တွေကိုချိတ်ဆက်လာပြီးအလင်းဝင်ရောက်လာတယ်လို့ဒေတာတွင် PDF တပ်ဖွဲ့တာဝန်ရှိသူကပြောထားပါတယ်။ လာရုမြဝတီမြို့နယ်မှာလေလေကီကိုဘက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မ22စစ်ကြောင်းတဲကနေစစ်သား2ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူဒေါ်လာရေးတပ်တွေဘက်ကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်မှုထွက်ပြေးလာတဲ့စစ်သား2ဦးကိုရွာကန်နေကတွေ့ရှိပြီးတဲ့နောက်သူတို့အလင်းဝင်ခြင်းလို့ပါလို့ပြောတဲ့အတွက်အဲ့ဒီစစ်သား2ဦးကိုကော့ပရာစစ်ကြောင်းစီပို့ပေးခဲ့တာဖြစ်တယ်လို့ဒေါ်လာရေးသတင်းရှင်းမကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်သားတွေနဲ့ရဲတပ်သားတို့ကို တဆိုင်ရန်ဒေါ်လာကြီးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံပေးထားပြီးလက်နက်ပါပါလာတဲ့စစ်သားနှစ်ဦးကိုလည်းစုငွေချင်းမြင့်မှုတွေပါဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းအကြက်ဖက်စစ်တပ်ကစစ်ကြောင်းထုံးနေမှုကြောင့်ဂျေးရွာပေါင်း22ရွာကပြည်သူပေါင်းများစွာစစ်ပေးရှောင်နေရပြီးစားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဥဆောင်ကော်မတီရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အကြက်ဖက်စစ်တပ်က လက်ရှိဝက်လက်မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးမှုတွေလုပ်နေပြီးအဲ့ဒီစစ်တပ်စစ်ကြောင်းဟာအော်တိုဘာလကွန်ဘိုင်းကနေစပြီးတော့ဝက်လက်မြို့နယ်တဲကကြေးရွာတွေကိုလှည့်လည်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွားရလမ်းလျှောက်မှာရှိတဲ့တမာကုန်းတတဦးထုံးဘူကြီးကန်ရွာသားကြီးလှတော်စတဲ့ကြေးရွာတွေအပအဝင်ကြေးရွာပေါင်း21ရွာကပြည်သူပေါင်းများစွာဟာဖုန်ကြီးကျောင်းတွင်နဲ့ဘေးလွရနေရာတွေမှာစစ်ဘေးရှောင်နေရတယ်ဆိုပါတယ်အဲ့ဒီလိုကြေးရွာပေါင်း21ရွာကပြည်သူပေါင်းများစွာစစ်ဘေးရှောင်နေတဲ့အထက် မွေးကင်းစားကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေပါပါပြီးလောလောဆယ်အဲ့ဒီဆစ်ရှောင်းပြည်သူတွေအတွက်အရေးပေါ်စားနပ်ရိက္ခာလိုအပ်မှုတွေလည်းရှိနေတယ်လို့ဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်ကဈေးကြိုအဝိုင်းမှာအကြက်ဖက်စစ်တဲ့တည်င်းပေးမော်မနီဆိုသူအပါဝင်စစ်တပ်နဲ့ပေါင်းပြီးမူးယစ်စေဝါရောင်းဝယ်သူ၃ဦးပြစ်ခတ်ခံရပြီးတော့ထေကုန်ကြပြီလို့ဒေသခံပြည်သူတွေနဲ့တော်လိုင်းရေးတည်င်းရှင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တယ်မနေ့ကည10:00နာရီခွဲလောက်မှာပဲမော်လမြိုင်မြို့ပေါ်ကဈေးကြိုအဝိုင်းမှာရှိတဲ့မြင်းလူလက်ဆိုင်မှာအချက်ဖတ်စစ်တဲ့တင်ပေးမော်မနီအပါဝင်စစ်တပ်နဲ့ပေါင်းပြီးမုရဲစေဝိုင်းရောင်းဝယ်ဖြန့်ပြုနေသူ၃ဦးတို့ကိုတနတ်သမားတွေကဝင်ရောက်ပစ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုပြစ်ခတ်မှုအတွင်းမှာပဲ၃ဦးစလုံးသေကုန်ကြပြီတော့အဲ့ဒီ၃ဦးစလုံးဟာစစ်တပ်နဲ့ငွေအပေးယူလို့ပူးပေါင်းပြီးမုရဲစေဝါ WY တွေပါဖြန့်ဖြူးနေတဲ့သူတွေဖြစ်တယ်လို့လေဒေသခံပြည်သူတွေနဲ့ တော်လန်ရေးသတင်းအရှင်းမင်းကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုတိုက်ခိုက်မှုကို MSRF နဲ့ရမညမွန်တက်တော်တို့ကပြုလုပ်ခဲ့တယ်လို့ဒေတာတွင်းစီးရေးသတင်းအရှင်းမင်းကပြောထားပေမဲ့ရန်ကုန်ခေတ်ကနေဆက်လက်အတည်ပြုဖို့ကြိုးစားနေပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ